န္ဓာကိုသာသတ်နိုင်ပြီတဲ့ဝိညာဉ်ကိုမသတ်နိုင်တဲ့လူမကြောက်နဲ့တဲ့ဒါပေမဲ့ခန္ဓာရောဝိညာဉ်ရောသတ်နိုင်တဲ့လူရောကြောက်လို့ပြောထားတယ်အဲ့ကျမ်းကျက်ပဲเนาะဆိုတော့ပြောချင်တာကတော့ခန္ဓာသေပေမဲ့ဝိညာဉ်ကမသေဘူး ရှင်းနေတယ်လို့အဲ့ဒါကိုပြောချင်တာလားအဲ့ဒါဒေါက်တာဟေဗန်နည်းနည်းလေးဖြည့်ပေးပါဟာအိုက်ခက်ကအခြေအနေကိုသိဖို့လိုတယ်ယေရှုခရစ်တော်ကိုဂျူးရီယာလက်မခံကြအောင်မေရှိယားဖြစ်ဂျူးရီယာယောမစစ်တပ်နဲ့တပေါင်းတစည်းတည်းနေကြတယ်ပြောရမယ်ဆိုရင်တော့မေရှိယားယေရှုခရစ်တော်ကိုဝန်ခံတဲ့သူတွေအကုန်လုံးသူကညှဉ်းပန်းနှိပ်စက်ကြတယ်ယေရှုခရစ်တော်လည်းသူကတက်ခဲ့ကြတယ်ခန္ဓာကိုယ်တည်ဝိုက်ဆိုရင်ဝိညာဉ်ဆိုတာတည်ဝိုက်ကျွန်တော်တည်တယ်ခန္ဓာနဲ့ဝိညာဉ်ပေါင်းထားရမှာအသက်ဆိုတာရှိတယ်ဟုတ်တယ်အဲ့တော့ဝိညာဉ်နဲ့ကိနဲ့ခန္ဓာကိုယ်ဆိုတာအသေးဆိုတာဖြစ်တယ်အဲ့တော့ခန္ဓာကိုယ်တော့သူကတက်ကောင်းတက်နိုင်နေမယ်ဒါကြောင့်ခရစ်တော်ကငါ့ကိုတဲ့ဝန်ခံတဲ့သူငါကဒီတရားစီရင်နေနေမှာအဖခင်ကြီးတော်ရှင်ကောင်းကင်တမန်ရှင်မှာဝန်ခံမယ်လို့ဆိုလို့ယေရှုခရစ်တော်ဒုတိယအကြိမ်ပြန်ကြွလာပြီးတဲ့အခါမှာ မှာဖျောက်ခွင့်တဲ့သူကိုခရစ်တော်ပြန်လဲရှင်ပြန်ထမြောက်စေတယ်မြေအဲ့ကမှာခန္ဓာကိုယ်အသက်ပြန်လဲဖန်ဆင်းပြီးတော့သူ့အသက်ဝိညာဉ်မှုတ်သွင်းမှာဒါပေမဲ့အဲ့ဒါကိုကျွန်တော်ယေရှုခရစ်တော်တက်ရောက်သေးပဲသူကအသက်ရှင်ပြီးတော့ထာဝရအသက်ရှင်လုံနိုင်တဲ့အခါကျတော့သူတို့ကမဖြတ်စည်းနိုင်တော့ဘူးဒီခန္ဓာကိုယ်တော့သူတို့ဖြတ်စည်းနိုင်မယ်ဒါပေမဲ့ပြောင်းလဲပြီးတဲ့ခန္ဓာကိုယ်တော့သူတို့နောက်ဆုံးတော့ကာလခန္ဓာကိုယ်မဖြတ်စည်းနိုင်တော့ဒါပေမဲ့ခရစ်တော်ကိုလက်မခံတဲ့သူမယုံကြည်ဘူးဆိုလို့ရှိရင်တော့ခန္ဓာကကျတော့အသက်မခံဘူးပေါ့ညှိမနှိမ့်ဆက်ချင်မခံဘူးဒါပေမဲ့ ယေရှုခရစ်တော်တတိယအကြိမ်ပြန်ကြွလာပြီးတဲ့အခါမှာမဖြောင်းမတဲ့သူတွေကိုရှင်းပြထမြောက်ပြီးဆိုလို့ရှင်တော့သူ့ရဲ့ခန္ဓာကိုယ်လည်းအသစ်ဖန်ဆင်းပြီးတော့သူ့ရဲ့ဝိညာဉ်ကိုအသစ်မှုတ်သွင်းပေမဲ့အိုက်ခန္ဓာကိုယ်တရားစင်ပြီးတဲ့အခါကျတော့ရှင်ခန္ဓာဝိညာဉ်ကိုဖျက်ဆီးခြင်းခံမှာဖြစ်တယ်။ဒါကြောင့်မို့သူကလူနှစ်ယောက်ကိုဆုလို့တာတယောက်ကကျတော့ယေရှုခရစ်တော်ဝင်ခံတယ်ဆိုလို့ရှင်တော့နောက်ဆုံးမှာခန္ဓာနဲ့ဝိညာဉ်ကဖျက်ဆီးခြင်းမခံဘူး။မဝင်ခံဘူးဆိုလို့ရှင်နောက်ဆုံးမှာခန္ဓာနဲ့ဝိညာဉ်ကဖျက်ဆီးခြင်းခံမယ်လို့ဆိုလိုတာ။ဒီခန္ဓာကတော့ကိုယ့်ရဲ့ကံကြမ္မာကိုယ့်ရဲ့ရွေးချယ်မှုပေါ်မှာမူတည်တယ်။ဒါပေမဲ့နောက်ဆုံးကံကြမ္မာကကျတော့ခရစ်တော်ရဲ့ရွေးချယ်မှုပေါ်မှာမူတည်တယ်လို့ဆိုလိုတာ။ဆိုတော့ခန္ဓာဝိညာဉ်ကိုသတ်မဲ့စွာဒါတတိယ ြင်လာတဲ့အချိန်မှာပေါ့နော်ဟုတ်တယ်ဆရာအသက်ခံရမယ့်လူတွေပေါ့နော်ပြီးတော့လူ၄ယောက်ပုံစံနဲ့နော်ပြီးတော့အဲ့ဒီအခြေအနေ set up လည်းမတူဘူးပေါ့နော်ပြောနေတဲ့အချိန်နော်ဆိုတော့အရင်ကောင်းတယ်ကျေးဇူးအများကြီးတင်တယ်နော်ဒုတိယမေကိုမှာတော့တစ်ကောငါးမှာတမန်တော်ပေါ်လူကတော့သူကတော့အဝေးမှာရောက်နေတယ်သူကတော့ငါရဲ့စိတ်ဝိညာဉ်နဲ့ပေါ့နော်နင်တို့နဲ့လာပြီးမှဆွေးနွေးပြီးတော့ဥစားတရားစီရင်ကြမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တချို့လူတွေကနော်မတရားသောမိထုံမိဝဲကြတယ်အဲ့ဒီလူတွေကိုကျတော့စာတမဏလက်ထဲသူခန္ဓာ အလိုက်မယ်ဗောနော်တနေ့သခင်ကိုတော့ယေရှုခရစ်တရားစီရင်တဲ့ခါမှာသူတို့ဝိညာဉ်မသိဘူးဗောနော်အဲ့ဒါဘလို့ပြဲပေါ်လူကသူအဝေးမှာရှိသူဝိညာဉ်နဲ့ဘလို့သာပြီးဆွေးနွေးမှာလဲပြီးတော့ခန္ဓာကဘလို့စာတမ်းလက်ထက်မှာအပ်မှာလဲအဲ့ဒါလေးကိုနည်းနည်းပြောပြပါ